သူတို့သမီးကသူမရဲ့မင်္ဂလာဝတ်ဆုံကိုချွတ်လိုက်တဲ့အခါမှာပဲသူဆဲ့သုံးလားရှိပြီးကိုဝင်ဆောင်နေတာကိုလူတိုင်းသတိထားမိကြပါတယ်။ဒါပေမဲ့မင်္ဂလာပွဲကိုဖျက်သိမ်းဖို့အတွက်သူမဟာသူတို့သားကအွန်လိုင်းကနေ100ဒေါ်လာနဲ့ဝယ်လာတဲ့လက်ဝတ်ရတနာတွေကိုလူသိရှင်ကြားလွှင့်ပြလိုက်ပါတယ်။အဲ့ဒီအခါမှာပဲသူတို့သားဟာသူ့ရဲ့အမားတွေဟာဘလောက်တောင်အရှက်ရစရာကောင်းလဲဆိုတာနားလည်သွားပါတယ်။ဒါပေမဲ့နောက်တရဖို့နောက်ကျသွားပါပြီ။အဖြစ်ပြည့်ရဲ့အစမှာတော့သူတို့သားဟာမူလကသဘောတူထားတဲ့100ဒေါ်လာတန်ဖိုးရှိတဲ့အိမ်နောက်ပရိဘောဂကို တစ်ဖက်သက်ပြောင်းလဲပြီး920ဒေါ်လာကိုပဲပေးခဲ့ပါတယ်ထိတ်လန့်သွားတဲ့သူတို့သမီးကဘာဖြစ်တာလဲသိချင်တဲ့အခါသူတို့သားက920ဆိုတဲ့ကနန်းကငါမင်းကိုချစ်တယ်လို့အတိတ်ပဲရအောင်ရှင်းပြပါတယ်သူတို့သမီးကမကြည်မနှက်ဖြစ်နေပေမဲ့မွေးဖွားလာတော့မဲ့သူ့ရင်တွေးလေးမွေးရပါအဖေမရှိတဲ့ကလေးမဖြစ်စေဖို့အတွက်မတက်တာပဲလက်ခံလိုက်ရပါတယ်နောက်ထပ်ဖြစ်ပျက်တာကကိုပြီးမိုက်မဲပါတယ်ကွဲခန့်ဆောင်အဝင်ဝကိုရောက်တော့ကလေးတစ်ယောက်ကသူတို့ရဲ့လမ်းကိုပိတ်ဆို့ထားပါတယ်သူတို့သားကချူတင်ပြီးပတ် စံအိတ်ကြီးကိုမပြင်းစင်လာယုံသားမကသူတို့သမီးလက်ထဲက920ဒေါ်လာတန်အိမ်နောက်ပြိဘောကောက်ကိုပါဆွဲလူပြီးကလေးလက်ထဲထိုးထည့်လိုက်ပါတယ်သူတို့သားရဲ့လွန်ကဲတဲ့ရိုင်းဆိုင်မှုကိုမြင်လိုက်ရတဲ့သူတို့သမီးဟာကိုကိုကိုမထိန်နိုင်တော့ပဲအိမ်နောက်ပြိဘောကောက်ကိုပတ်စံအိတ်ကြီးနဲ့ပေးရိုးထုံးစံမရှိဘူးလို့ပြောပါတယ်သူတို့နှစ်ယောက်ဒီကိစ္စနဲ့ငင်းခုန်နေတော့မှာပဲယောက်ခမယောက်လာပြီးချွေးမရဲ့လက်ထဲကအိတ်ကြီးကိုဆွဲလူကမိဘမဲ့ဆွေမျိုးသားချင်းမရှိတဲ့မိန်းကလေးလို့လောင်ပြောင်ပြောဆိုပါတယ်သူမက သူတို့သားဟာအိမ်နောက်ပရိဘောကတောင်းပန်ခွင့်မရှိဘူးဘာလို့လဲဆိုတော့အဲ့ဒါဟာမူလကသူတို့မိသားစုပတ်စံဖြစ်လို့ပါတယ်ပြီးတော့မှရောက်ခမကအဲ့ဒီအိတ်ကိုကလေးလက်ထဲထိုးထည့်လိုက်ပါတယ်သူတို့သားကချက်ချင်းပဲသူတို့တမီးကိုလာချုံမော့ပြီး920ဒေါ်လာကိုနောက်မှပြန်ပေးမယ်လို့ကတိပေးပါတယ်ပြီးမှသူတငယ်ချင်းတွေနဲ့အတူပွဲခန့်ဆောင်တဲ့ကိုရှင်ရှင်လန်းလန်းဝင်သွားပါတယ်ပြီးမှရက်နေတဲ့သူတို့တမီးအရန်ကပါဒီမိသားစုဟာသူတို့တမီးကိုနှိမ့်ဆက်နေတာသိတာလေလို့မြင်နေရပါတယ်အဲ့ဒီအခါမှပဲသူတို့တမီးဟာအတိတ်က နစ်မမှုကနေရုတ်တရက်တတိဝင်လာခဲ့ပါတယ်သူတို့သမီးဟာချမ်းသာတဲ့မိသားစုကမွေးဖွားလာတာဖြစ်ပြီးသုံးနှစ်အကြာကလေးကသူ့ချစ်သူနဲ့ပေါင်းမှုအိမ်ကထွက်ပြေးခဲ့တာပါသူ့အဖေကဒီလူဟာလောဘကြီးပြီးတေးတိမ်နေသူတို့နှစ်ယောက်ဘယ်တော့မှပျော်ရွှင်တဲ့ဘဝကိုရမှာမဟုတ်ဘူးလို့တတိပေးခဲ့ပေမဲ့သူတို့သမီးကသူ့ချစ်သူဟာသူ့အပေါ်ရရော်ပြီးဂိယူဆိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်အဲ့ဒီနောက်သူမဟာသူ့အဖေကိုကြောခိုင်းပြီးထွက်ခွာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲသူ့သမီးမင်္ဂလာဆောင်တော့မယ်ဆိုတာသိရတဲ့အခါဖခင်ကပြင်းပြင်းထန်ထန် အဖြစ်မတင်ခဲ့ပါဘူးဒီနေ့မှာသူတို့သားကိုသဘောမတူသေးပေမဲ့ဘာမှမတတ်နိုင်တော့ပဲသူ့သမီးကိုဆူတောင်းပေးရုံနဲ့တက်နိုင်ခဲ့ပါတယ်သူဟာချက်ချင်းပဲဒေါ်လာတန်းတွေရတန်ဖိုးရှိတဲ့ခန်းသားရဲ့အိမ်နောက်ပြိဘောကကိုသူ့သမီးအတွက်စီစဉ်ပေးပြီးမင်္ဂလာပွဲကိုအပြေးလွှားလာခဲ့ပါတယ်မကျေနပ်ချက်တွေပြည့်နေတဲ့သူတို့သမီးကပွဲခန့်ဆောင်နဲ့ဝင်လိုက်တဲ့အခါဧည့်သည်တွေကသူမရဲ့နောက်ွယ်မှာတီတူပြောဆိုနေကြတာကိုကြားလိုက်ရပါတယ်ရောက်ခမကဆိုရင်သူ့သားဟာအိမ်နောက်ပြိဘောကမတောင်းမဲမိမတယောက်ကိုလက်ထပ်နိုင်ကြောင်း ကိုဧည့်သည်တွေကိုကြွားလုံးထုတ်နေပါတယ်တို့သမီးကဖန်ခွက်ကိုမြောက်ပြီးမေမေလို့ခေါ်လိုက်တဲ့အခါရောက်ခမကချက်ချင်းစိတ်ဆိုးသွားပြီးတို့သမီးကိုမေမေလို့ခေါ်ခွင့်မပြုမီနာမည်ပြောင်းကတောင်းဆိုပါတယ်ဒါကိုမြင်လိုက်ရတဲ့တို့သမီးရန်ကရောက်ခမရဲ့လွန်ခဲ့တဲ့အပြုမူကိုစူပူချိန်ပေါင်းပြီးထုံးလန့်စင်လာအရာနာမည်ပြောင်းခကိုရောက်ခမကချွေးမကိုပေးရမှာဖြစ်ကြောင်းပြောပါတယ်မျှော်လင့်မထားပဲရောက်ခမကအကြောင်းပြချက်ပေးဖို့ညှင်းဆန်ပြီး၈သိန်း၈၈၀၀ဒေါ်လာတန်ဖိုးရှိတဲ့အိမ် ထောင်ပရိဘောဂကိုတောင်းဆိုလိုက်ပါတယ်ဒီပမာဏကိုကြားလိုက်ရတဲ့အခါသူတို့သမီးဟာအံ့အားသင့်သွားပါတယ်သူတို့သမီးအရန်တောင်မှဒါကိုမခံမရနိုင်တော့ပဲဒီမီတာစုရဲ့ရုပ်မာတဲ့အပြုမူကိုရှုတ်ချပြောဆိုလိုက်ပါတယ်သူတို့သမီးကဒီကိစ္စတွေအားလုံးရဲ့အတိတ်ပဲကိုချက်ချင်းသိခြင်းကြောင့်သူတို့သားကိုတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့သူတို့သားကဒါဟာလုံထုံးလုံးကြီးတစ်ခုသာဖြစ်ကြောင်းပြောပြီးဒီကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားလိုက်ပါတယ်ရောက်ခါမှကသူတို့သမီးမှာ၈၈၈၀၀ဒေါ်လာတဲ့အိမ်တစ်လုံးပိုင်း ဆိုင်ထားတာကိုတီးပြီးသားဖြစ်ပါတယ်။သူမရဲ့တကယ်ရည်ရွယ်ချက်ကတော့သူတို့သမီးရဲ့တခုလေးတော့ပိုင်ဆိုင်မှုကိုတည်ယူဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသူတို့သားကပိုင်ဆိုင်မှုလွှဲပြောင်းရေးစာချုပ်ကိုသူတို့သမီးစီကမ်းပေးပြီးချက်ချင်းလက်မှတ်ထိုးခိုင်းပါတယ်။ဒေါသထွက်နေတဲ့သူတို့သမီးကစာချုပ်ကိုကျမ်းပြင်ပေါ်ပစ်ချလိုက်ပြီးဒီအိမ်ဟာသူမရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကအမွေခံထားခဲ့တဲ့တခုလေးတော့အရာဖြစ်ပြီးဘယ်တော့မှယူလို့ရမှာမဟုတ်ဘူးလို့ပြောပါတယ်။အန်အောစရာကောင်းတာကသူတို့သားကအဲ့ဒီအိမ်က အတုံးမဝင်ပဲရှိနေတာဖြစ်ပြီးရောက်ခမအတွက်နာမည်ပြောင်းခအဖြစ်တုံးလိုက်လို့ရကြောင်းရှက်ရမမတိပြောဆိုပါရဲသူမသားစာချုပ်ကိုလက်မှတ်မထိုးရင်မင်္ဂလာပွဲဆက်မလုပ်တော့ဘူးလို့ပါချင်းချောက်လိုက်ပါရဲသူတို့သမီးကလက်မြောက်ပြီးသူတို့သားကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်ပါရဲမျှော်လင့်မထားပဲရောက်ခမကလည်းသူတို့သမီးကိုအာကုန်သုံးပြီးပြန်ရိုက်လိုက်တာအိမ်တော်မပြုတ်မီကိုဝင်ဆောင်ထားတာကိုဆွဆွဲပြီးသူမရဲ့သားကလက်ထပ်ပေးတာကိုတော့ကန်ကောင်းတယ်လို့မှတ်တင်တယ်လို့ပြောပါရဲပတ်ဝန်းကျင်ကကြည့် ရှုသူတွေကလက်ညှိုးထိုးပြီးတီးတိုးပြောဆိုကြပါတယ်။ဒေါသအလွန်ကျုံထွက်နေတဲ့သူတို့သမီးကသူမရဲ့လက်ဖက်ရည်ခွက်ကိုကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်ပြီးမင်္ဂလာပွဲကိုဖျက်သိမ်းကြောင်းအကျယ်ဝေးကြေညာလိုက်ပါတယ်။သူတို့သားကသူတို့သမီးကိုဆွဲကင်ပြီးပွဲဆက်လုပ်ဖို့တောင်းပန်ပါတယ်။သူတို့သမီးကသူမရဲ့ကလေးဟာအဖေမရှိဘဲငွေလာရရင်တောင်ဒီလူကိုလက်ထပ်မှမဟုတ်ကြောင်းပြောလိုက်ပါတယ်။ထိတ်လန့်တကြားနဲ့သူတို့သားကသူ့လူတွေကိုသူတို့သမီးနဲ့သူတို့သမီးအရန်ကိုဖန်ခိုင်းပြီးပိုင်ဆိုင်မှုလွှဲပြောင်းရေးကိုလက်မှတ်မထိုးရင်ထွက် တက်သွားခွင့်ရမှာမဟုတ်ကြောင်းရဲရဲဆက်ဆက်ချင်းချောက်လိုက်ပါတယ်ဒါပေမဲ့သူမသိလိုက်တာကတော့သူတို့သမီးရဲ့ဖခင်ဟာအဲ့ဒီအချိန်မှာရောက်နေနေပြီဆိုတာပါပဲသူသမီးကိုသူတို့သားမိသားစုကအနိုင်ကျင့်နေတာမြင်တော့သူချက်ချင်းရှီတိုးလာပြီးသူတို့သားကိုတင်ကန်းစာပေးလိုက်တော့သည်